2025ခုနှစ်ဧပြီလ6ရက်နေ့မှာဟာမတ်တို့က SK လုံးအပါအဝင်အစ္စရေးတော်မှရှိမြို့များကိုဒုံးကျည်ဆယ်စင်းခန့်ပစ်ခတ်ခဲ့ပါတယ်။ဒုံးကျည်အများစုကိုအစ္စရေး Iron Dome ကာကွယ်စနစ်ဖြင့်ရပ်တန့်ခဲ့တော်လဲဒုံးကျည်ဒဇင်သည် SK လုံးထိမှန်ကလူတအူးတရားရရှိခဲ့ပါလိမ့်။ဂါဇာကမ်မော်ဒီတာကအရသားတွေကိုအစ္စရေးကဆူလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေကိုခေါ်ဝေါ်တဲ့တိုက်ခတ်မှုကိုတုံ့ပြန်ဖို့ဟာမတ်တွေကပြောခဲ့ခြင်းဖြစ်သည်။ အရန်ဒုံစနစ်ဒီကောင်းမွန်စွာလှုပ်လှုပ်တော့လဲဒုံပြန်တိုင်းကိုမရတတ်နိုင်ပါကြီးမာတော့ဒုံမဟုတ်အံ့အားတင်းပွဲတက်ခတ်မှုများတွင်အချို့တော့ဒုံပြန်များသည်ဖြတ်ကျော်ပြီးပြစ်စီမှုဖြစ်စေနိုင်သည်ဒီတက်ခတ်မှုဟာအစ္စရေးနဲ့ဟာမာတို့ကြားပူရှိတဲ့ပိဋကခရရဲ့တစိတပိုင်းဖြစ်ပါတယ်ဒဇခံများလဲလဲချင်းအပေါဝင်ဇန်နဝါရီ19ရက်ကခရခနာအပိခရဆဲခဲ့သည်တိုးတော့ညဂျန်ယီဆွေးနွေးပွဲများမအောင်မြင်သောကြောင့်ဂါဇာကမ်းမောင်းဒေသတွင်အစ္စရေးက မြေပြင်တိုက်ခိုက်မှုများပြန်လည်ဆက်တင်ချိန်တွင်မလာ16ရက်နေ့တွင်တိုက်ပွဲများဆက်တင်ခဲ့ပါသည်စစ်ပွဲကြောင့်လူများလူပေါင်းများစွာတည်ဆုံခဲ့ရသည်ပြည်ပကဆက်တင်ခဲ့တဲ့ကဂါဇာတွင်ပါလက်စတိုင်းလူမျိုး9000ကျော်တည်ဆုံခဲ့ပြီး2023ခုနှစ်အောက်တိုဘာ9ရက်ကအာမာဒိုအစ္စရေးတောင်ပိုင်းကိုတိုက်ခိုက်ခဲ့ရလူပေါင်း1900တည်ဆုံပြီးဒဇဂန်952ဦးကိုသိမ်းပိုက်ပြီးနောက်စစ်ပွဲဆက်တင်ခဲ့ပြီးဂါဇာတွင်အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့်အရသာအများအပြားတည်ဆုံရသည်ညဘက်တွင် LMR ရက်ွက်ရှိဇလုတ်တိုက်ခန်းကိုတိုက်ခတ်မှုတစ်ခုဖြစ်ပွားခဲ့သည်တင်းသမားအစ္စလမ်မတ်ဒက်အပါဝင်လူအများပြတည်ဆုံခဲ့သည်ယခုစစ်ပွဲအတွင်းအနည်းဆုံးတင်းထောက်193ဦးတည်ဆုံခဲ့ပြီးတင်းထောက်များအတွက်အသေးပြောက်အများဆုံးဖြစ်ခဲ့ရသည်ကစားရှိမိသားစုများဒီ၎င်းတို့ရဲ့ချေရသူကိုဝမ်းနဲ့ပူဆွေးနေကြသည်အတော်များများကဣသရေလကိုသာမကပဲအာရာနဲ့မွတ်စလင်ခေါင်းဆောင်တွေကိုပါမကူညီတဲ့အတွက်ဒေါသထွက်နေကြသည် သူတို့ဟာဆုံးပစ်ခံရတယ်လို့ခံစားရပြီးဘဒုကုံမအကူညီပေးဖို့အကူညီတောင်းဖို့မယုံကြတော့ပါဘူးလူတယောက်ကဘလို့ပြောရဆိုရင်ဘဒုကမှကျွန်တော်တို့ကိုကူညီမပေးတဲ့အတွက်နောက်ထပ်တပ်ဖြတ်မှုတွေထပ်လုပ်ဖို့မျှော်လင့်ထားပါတယ်နာတန်ယာဟုကဂါဇာကိုလုံလုံလပ်လပ်ဖျက်ဆီးဖို့မီးစိမ်းရရှိထားသူဖြစ်ပါတယ် ဒီနေ့သမရအီမန်အီမန်နျူအယ်မက်ခရွန်ကအီဂျင်နဲ့ဂျော်ဒန်နိုင်ငံကိုင်ရိုမှာကောင်းဆောင်မဲ့တွေ့ဆုံမှုစီစဉ်ထားပါတယ်။ဒီတော့တွင်မှာအီဇရဲဝန်ကြီးချုပ်နတာယာဟူကဝါရှင်တန်မှာအမေရိကသမ္မတနဲ့တွေ့ဖို့ရှိပါတယ်။ဒါပေမဲ့အဖြစ်ခါရဆယ်ရီလက္ခဏာအသေတော့မရှိပါဘူး။ Israeli Gaza ကမ္ဘာလိဒါကိုဆက်လက်တိုက်ခိုက်နေစေဖြစ်သည်ပါလက်စတိုင်းအချို့က Israel ကို Gaza ကမ္ဘာမှာထွက်ခွာရန်တောင်းအားပေးလိုသည်ကိုလည်းဆိုရင်ကြသည်ဒါဇာခမ်များ လွတ်မြောက်ပြီးဟာမတ်များဆုံးနေသည့်အထိဆက်လက်တိုက်ပွဲများမျိုးဣသရေလကပြောကြားခဲ့သည်။ယခုအချိန်တွင်တိုက်ခိုက်မှုများသည့်မရတမ်းပဲဆက်ဖြစ်နေစေဖြစ်သည်။